အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဒီတစ်ပတ်ကတနင်္လာနေ့7ရက်နေ့ကပိတ်ရပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ၄ရက်ပဲကစားမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီတစ်ပတ်ကိုကျွန်တော်ကပတ်သီးလေးတစ်လုံးပေါ့နော်ကျွန်တော်တွေ့ထားတဲ့ပတ်သီးလေးတစ်လုံးကိုကျွန်တော်ပြမှာပေါ့နော်အဲ့တော့အဲ့ပတ်သီးကမာလားမမာလားဆိုတော့ကျွန်တော်တို့ပြတဲ့ site ပေါ်မှာမူတည်ပြီးတော့ကြည့်ပြီးပေါ့နော်အဲ့တော့ကျွန်တော်ဒီမတ်နဲ့ထင်ပါညီလေးတယောက်ကမတ်ထားတွေ့တယ်ပေါ့နော်ကျွန်တော်မူဆိုင်နဲ့ မူဆိုင်နဲ့ကလန်နာနဲ့တွဲကြည့်ပြီးပို့ပေါ့နော်အဲ့တော့ကျွန်တော်မူဆိုင်တွေကြတော့ရှားရတာကြတော့မူဆိုင်တွေကတော့ကိုယ်မူတော့သွားရမှာပေါ့နော်အဲ့တော့အရင်ကြည့်ပြီးသားမူဆိုင်တွေလည်းရှိတယ်ကျွန်တော်တို့ကျွန်တော်တို့အရင်ကြည့်ပြီးသားမူဆိုင်တွေတော့ကျွန်တော်အသိမသိဘူးပေါ့နော်အဲ့တော့မူဆိုင်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ရှားတာပေါ့နော်ရှားတော့ကြတော့အဲ့ပတ်တီတွေလုံးတွေ့တယ်ဗျအဲ့ပတ်တီတွေကလည်း၅2နှစ်၅နှစ်ကလန်နာကြည့်တဲ့အချိန်မှာပြက်ပင်တစ်ပင်မှရှိတယ်ဗျတစ်ပင်မှရှိတယ်ဆိုတော့ပြက်တဲ့အပင်တော့မှသူကဗရိတ်ချပြီးတယ်ပေါ့နော်အဲ့တော့အဲ့ ပတ်ဒီလေးကင်တဲ့နေပေါ့နော်ကင်တဲ့နေဆိုတော့အဲ့ဒါမူဆိုင်ပုံစံမျိုးသွားမှာပဲဗျာနော်အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါလေးချပြခြင်းလာအဲ့ဒါလေးချပြခြင်းလာဆိုတော့ကျွန်တော်တို့ကျွန်တော်ဒီဒါ2024နဲ့20ကလင်းလာတော့ဆိုကျွန်တော်ဒီဟာလေးကအရင်ပြလိုက်ပဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်တို့ဒီကောင်းကဘာလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီမှာဘရုံးနေဘရုံးနေထွက်တဲ့ဗရိတ်နဲ့ကျွန်တော်တို့တောက်ကြံနေမနဲ့ထွက်တဲ့ဗရိတ်ပေါ့နော်ဗရိတ်တူခဲ့ရင်ပေါ့နော် ဲ့တော့ဒီမှာဗောဓုနေမနက်မှာထွက်တဲ့ဗရိတ်နေတောက်ကြနေတောက်ကြနေမနက်ထွက်တဲ့ဗရိတ်နေဗရိတ်တူရဲလို့ရှိရင်အဲ့ဗရိတ်ပေါင်းခြင်းကဗရိတ်ပေါင်းခြင်းမဟုတ်ဘူးပေါ့ဒီဗရိတ်ကတုံညာဗရိတ်ဒီကလည်းတုံညာဗရိတ်ဆိုရင်ကျွန်တော်တို့တုံညာတစ်လုံးနောက်တစ်ပတ်ထဲမှာသူကပတ်သီးပေါ့နော်ပတ်သီးပုံစံမျိုးဖြစ်သွားမှာဇာတ်ရုပ်ပတ်သီးပုံစံမျိုးဖြစ်သွားမှာနော်အဲ့တော့ဒီမှာ၃ညတလုံးကတရားဖို့ကြာပြီပေါ့နော်သူရဲ့ဗရိတ်ကနော်၃ညဗရိတ်၃ညဗရိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့၃ညတလုံးကကြာပြီတယ်ပေါ့နော်အဲ့တော့၃ညတလုံးကြာတယ်နှစ်ပင်၃ပင်တော့ကြာပြီပေါ့နော် ောက်တစ်ပတ်ထဲမှာ၃ညမပြောက်ဘူးပေါ့ဗျာပြောရမယ်ဆိုတော့အဲ့ဒီသဘောပေါ့နော်အဲ့တော့ဒီမှာဒီကလင်နာတရွယ်လုံးမှာတော့ဒီရဆဖြတ်တာပေါ့နော်ဒီရဆဖြတ်တာကျန်တာတွေကမဖြစ်ဘူးပေါ့နော်ကျွန်တော်စစ်ပြီးသွားပြီအဲ့တော့ဒီမှာနော်၃ည၃ညဒီမှာ၃ညဆဖြတ်တယ်ပေါ့နော်ဒီမှာ၃ညဘောရုံမကြုံပြဒီမှာလည်းပိတ်ရပါရင်နော်အင်္ဂါနေ့မှာ၃ညကြရတယ်ဘောရုံနေ့ကြရတယ်တောက်ကြရကြရပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီမှာ၃ညလီလေးဘရိတ်လေးဘရိတ်ပေါ့နော်လေးဘရိတ်ကျွန်တော်တို့ဘောရုံနေ့ညနေနဲ့တောက်ကြမနဲ့ဘရိတ်တူသွားပြီပေါ့နော် ဘရုံးနေညနေနဲ့တောက်ကြမနဲ့ဘရိတ်တူသွားပြီလေးဘရိတ်ပေါ့နော်အဲ့တော့လေးဘရိတ်ကကျွန်တော်တို့ကဒီဘက်ထဲမှာလေးရကြာမှာလေးရကြာမှာလေးရမကြဘူးပြန်နော်ဒီတစ်ဘက်ထဲမှာဒီတစ်ဘက်မှာတော့လေးမကြပါဘူးလေးဘရိတ်ပြီးပါတယ်ဒီမှာဒီတစ်ဘက်မရှိမှာပြန်ငါးနှစ်စာတော့တော့မှာဒီတစ်ဘက်မရှိပါပဲကျန်တဲ့ဟာတွေကိုမှန်နေပြန်နော်ကျွန်တော်အဲ့ဆိုဒါလိုက်ဆက်ပြမယ်ပေါ့နော်အဲ့တော့ဒါမူပုံစံမျိုးသွားမှာပဲပြန်နော်ဒါ AMPN ဒါကြည့်တဲ့ကလန်နာမူပုံစံလုံးမူဆိုင်ပုံစံမျိုးသွားမှာပဲဗျာနော်အဲ့တော့ဘုံတို့ညနေပရိတ်နဲ့တောက်ကြနေမှာနဲ့ဘရိတ်တူရင်အဲ့ဘရိတ်က နောက်ဆုံးဘက်မှာလုံးပိုင်အဲ့ဒါကမူပုံနိုင်မှုတော့မှာကျွန်တော်စီမှာကလန်နာက9နှစ်စာပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်9နှစ်စာပဲစစ်ပြမှာပေါ့နော်10နှစ်စာရှိရဆို10နှစ်စာလိုက်စစ်ကြည့်ရမှာပေါ့နော်အဲ့တော့လောလောဆယ်9နှစ်စာမှာတော့ဒီဒီပင်ပဲပြက်တယ်ဗျာနော်ဒီဒီပင်ပြက်တာတော့မှသူကဗရိတ်ပေးတယ်ဗျာနော်ဒီမှာ၄ဗရိတ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုယူရမလဲဆိုတော့ဒီတလုံး၄ဗရိတ်ဆိုရင်တော့ပိုးမှန်တာပေါ့ဗျာ၄တလုံး၄ဗရိတ်ဆိုရင်တော့၄တလုံးမကြရင်တော့မှ၄ဗရိတ်ကြရတယ်ပေါ့နော်အဲ့တော့ဒါမှမဟုတ်သူက၄တလုံးပေးရပုံများလို့တော့လုံးမိုင်ပေးရပုံများပါတယ်ဒီဒီပင်ပဲပြက်တာပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြမယ်နော် ဲ့တော့ကျွန်တော်ဒီမှာဒါကျွန်တော်စစ်ပြီးသားဒီကလင်နာမှာမိတ်ဆွေတို့လည်းကျွန်တော်ကလင်နာတွေဒါ post မှာတင်ထားရပါတော့ဝါသနာပါရဲ့လူဆိုအဲ့လို license ကြည့်လို့ရရပါတော့အဲ့တော့ကျွန်တော်ဒီမှာဘရူးနေညနေမှာကိုနှစ်ဖြစ်တယ်ပေါ့နော်ဘရူးနေညနေမှာကိုနှစ်တက်ပရိတ်ဖြစ်တယ်အဲ့တက်ပရိတ်ကတောက်ကြနေမနက်မှာတက်ပရိတ်ပြန်ကြတယ်ပေါ့နော်အဲ့တော့ဘောရုံးနေညနေပရိတ်တောက်ကြနေမနဲ့ပြန်ကြရင်အဲ့ပရိတ်ကလုံးပိုင်းနော်တက်ပရိတ်ဖြစ်တဲ့တော့ကြောင့်မလို့တက်လုံးပိုင်းဒီမှာမပြောက်ပါဘူးဒီမှာမပြောက်ပါဘူးနော်တက်တလုံးတက်ပရိတ်ယူမှာဆိုဒီမှာတက်တလုံးကြရနော်တက်ပရိတ်တော့မကြောက်ဘူးပေါ့နော်အဲ့လိုလိုရှိရနော် တော့ဒီမဟုတ်ပြီကျွန်တော်စစ်လိုက်ပါဒါစစ်ပြီးသားတွေပေါ့နော်စစ်ပြီးသားရုံမှာကျွန်တော်တိုက်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဘိုလ်လုံးနဲ့ညံ့နေရှစ်ပရိတ်ဒီမှာအဲ့ရှစ်ပရိတ်ကတောက်ကြံနေမနက်မှာရှစ်ပရိတ်ရိုက်တယ်ပေါ့နော်အဲ့တော့ရှစ်ပရိတ်ရိုက်ပြီဆိုရင်အဲ့ဒီရှစ်ဒီပရိတ်ကနောက်တစ်ဘက်မှာလုံးပါနော်လုံးပါကျွန်တော်ဒီမှာဒီဘက်ထက်မှာရှစ်ဒါဆိုဒါကတော့ဘိုလ်ဦးကျော်သွားတယ်နော်နှစ်ပင်ကျတယ်အ ਨੇ ဆုံးတစ်ပင်တစ်ပင်မကောက်ဘူးအ ਨੇ ဆုံးနှစ်ပင်သုံးပင်ကျတယ်ပေါ့နော်အဲ့တော့ရှစ်လုံးပိုင်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီတစ်ဘက်ကတော့ဘိုလ်ဦးနောက်မှာကျတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ ရှစ်ပရိတ်ရှစ်ပရိတ်နော်အဲ့တော့ရှစ်ပရိတ်ရှစ်ပရိတ်ကဒီဘက်မှာကျွန်တော်တို့အဲခဏ sorry ကျွန်တော်ဒီဘက်ဒီမှာဒီဘက်ဆိုဒီဘက်သွားမှာဒီဘက်ဒီဘက် border တော့အဲဟုတ်တယ်ဒီမှာမျက်စိလေးနော်အဲ့တော့ဒီမှာရှစ်လုံးမိုင်ပေါ့နော်ရှစ်ကြရပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဆက်သွားလိုက်မှာဆက်သွားလိုက်မှာဆက်သွားလိုက်ဟောဒီမှာထပ်တွေ့ပြီနော်ဒီဘက်ထပ်တွေ့ပြီဒီမှာကျွန်တော်ဒီမှာလဲဘော်ဒူးနေညံနေရှစ်ပရိတ်ကြပါတယ်တောက်ကြနေမနဲ့ရှစ်ပရိတ်ရိုက်ပါတယ်ပေါ့နော်အဲ့တော့ရှစ်ပရိတ်ဘော်ဒူးနဲ့တောက်ကြနေညံနေနဲ့မနဲ့နဲ့ပေါ့နော်ဘရိတ်တူအဲ့လိုရိုက်လိုက်ပြီဆိုရင်ねဒီမှာလဲရှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှစ်ပရိတ် ရှစ်ပရိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ရှစ်ပရိတ်ကရှစ်တလုံးကနော်မပြောက်ဘူးเนาะကျွန်တော်ဒီမှာရှစ်တလုံးနှလုံးရှစ်နှလုံးเนาะအများအနေဆုံးနှစ်ပင်ဆင်းနေပါเนาะနှစ်ပင်ဆင်းနေဒါဆိုဘိုးတော်ဘူးမကြုံဘူးเนาะနှစ်ပင်ဆင်းနေเนาะအဲ့တော့ရှစ်ရှစ်လုံးပိုင်းပေါ့เนาะဒါဆိုအဲ့လိုမျိုးပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာဆက်သွားမယ်ဒီမှာကျွန်တော်တို့မဖြစ်ဘူးဒီမှာမဖြစ်ဘူးဒါကျွန်တော်ဖြစ်တဲ့ဟာလေးတွေရိုက်ထားပါเนาะแชร์ထားတာပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဘိုးတော်နေညံမှာသုံးညပရိတ်เนาะအဲ့သုံးညပရိတ်ကတောက်ကြနေမနဲ့မှာထပ်ဆင်းနေဆိုရင်ကျွန်တော်တို့ဒလိုလေးဖြစ်သွားပြီဆိုရင်သုံးညလုံးပိုင်းဒီမှာတပင်နှစ်ပင် နော်တုံညာပြိပာဒီမှာဆင်းတယ်ပေါ့ထားရတော့ကျွန်တော်တို့ကလုံးမိုင်မယူကျင်တာဆိုတော့ဒီလိုင်းသွားပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတုံညာတလုံးပေါ့နော်တုံညာတလုံးဒီမှာဆင်းတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီမှာဗရုနေညံ့နေပြိကတောက်ကြနေမှာဆင်းပြီအခုဒီမှာရှစ်ပြိပေါ့နော်ကျွန်တော်တို့ဒီမှာရှစ်ပြိရှစ်ပြိဆင်းပြီအဲ့တော့သူကအခု ရှေ့လာမယ့်အပတ်မှာတင်းနယ်လာနေရပြည့်ရပါတယ်ပေါ့နော်တင်းနယ်လာနေရပြည့်ရပါတယ်ဆိုတော့ကြတော့ကျွန်တော်တို့ကဒီတပတ်ထဲမှာပေါ့၄ရက်စာပေါ့နော်အဲ့တော့ကျွန်တော်တို့ရှစ်လုံးပိုင်းပတ်သည်ရှစ်ပြိပေါ့နော်ရှစ်လုံးပိုင်းပတ်သည် ရှစ်ပရိပါဘောနော်ရှစ်ပရိကတော့ကျွန်တော်နည်းနည်းရန်တာပါနော်ပြက်တာတော့ဒီတပင်းမရှိရပါနော်ဒီတပင်းမရှိတယ်အဲ့တော့ကျွန်တော်ကဒါကဒါက2024 2025ကလင်နာတော့ဘောနော်အဲ့ဆိုကျွန်တော်9နှစ်စာကလင်နာနဲ့တိုက်ကြည့်ပြီးပါဘောနော်9နှစ်စာကလင်နာနဲ့တိုက်ကြည့်ပြီးမယ်9နှစ်စာကလင်နာနဲ့တိုက်ကြည့်လို့ရှိရင်ဘယ်လောက်မှန်လဲဘောနော်အဲ့ဒါတစ်ချက်ကြည့်ရအောင်အဲ့တော့ဒါကကျွန်တော်က2020 2020ကလင်နာဘောနော်2020ဟုတ်ပြီကျွန်တော်2020ကလင်နာကိုတွေ့ကြည့်လိုက်မယ်နော်အဲ့တော့ဒီမှာ ကျွန်တော်အကုန်လုံးလိုက်မစစ်တော့ဘူးကျွန်တော်အကုန်လုံးစစ်ပြီးသားစစ်ပြီးသားမှကျွန်တော်ဖြစ်တာဟုတခါတည်းယူထားပြီးသားပေါ့နော်အဲ့တော့ဒီမှာဖြစ်တယ်ကျွန်တော်တို့ဘရုံးနေညနေပရိတ်တောက်ကြနေမနက်မှပြန်ကြရတယ်ပေါ့နော်တစ်ပရိတ်တစ်ပရိတ်ပေါ့နော်ကနန်းတူလို့မလို့သူကပရိတ်တူရင်ရတယ်ပေါ့နော်ဒီမှာတော့ကနန်းတူတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကတစ်ပရိတ်တစ်ပရိတ်ဆိုတော့တစ်လုံးပိုင်းဒီမှာကျွန်တော်တို့တစ်တစ်တစ်သုံးကြိမ်ဆင်းတယ်နော်ဒီမှာအဲဒီမှာကျွန်တော်ဘယ်လိုပြောရမလဲ ငယ်ကဏန်းမှာတူတဲ့အတွက်ကြောင့်ဒီမှာနှစ်ကိုးလိုတောင်ပြန်ကျသွားပါဒါပေမဲ့ကျွန်တော်တို့အဲ့လာမယူတော့ဘူးเนาะကျွန်တော်ဒီတက်ဘရိတ်တက်ဘရိတ်ဆိုတော့တက်လုံးပိုင်းပဲယူမယ်ဒီမှာတက်တလုံးเนาะအဲ့တော့တက်တလုံးမပြောက်ပါဘူးပေါ့เนาะတက်တလုံးတက်ဘရိတ်ပေါ့เนาะအဲဒီမှာတက်တလုံးတက်ဘရိတ်ဒီမှာဘရိတ်ကိုတက်ကိုပြီးတယ်ပေါ့เนาะဒီမှာတကွက်ဒီမှာသွားမယ်ဒီမှာသွားမယ်မတွေ့ဘူးဒီမှာသွားမယ်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 မရှိဘူးเนาะကျွန်တော်စစ်ပြီးသားပြောเนาะကျွန်တော်စစ်ပြီးသားဆိုတော့ကျွန်တော် ျွန်တော်တွေ့နေနေတန်းသွားလိမ့်မယ်ကျွန်တော်ဒီညသွားတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်ဒီမှာ၄ break ဘရူးနေညနေ break ဒီမှာကျွန်တော်တို့တောက်ကြနေမနဲ့ဆင်းပြီဗောနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ၄တလုံးဖြစ်ရမှာဗောနော်၄တလုံးဒီမှာ၄တလုံး၄တလုံးဗောနော်အဲ့တော့၄ကမပြောက်ပတ်တီဗောနော်ဇာတုပတ်တီအဲ့လိုပုံစံမျိုးသွားမှာဗောနော်အဲ့တော့ကြတော့ဒါငူဆိုင်ဖြစ်သွားပြီပဲဘာလို့ဆိုတော့သူကဘရူးနေကြတဲ့ break ကတောက်ကြနေမနဲ့ကြလိုက်ပြီဆိုတော့အဲ့ဒီ break ကနောက်တစ်ပတ်မှာလုံးမိုက်ပုံစံမျိုးဆင်းလာပြန်နော်အဲ့လိုပုံစံမျိုးဖြစ်သွားမှာမူ break ဖြစ်သွားမှာမူပုံစံမျိုးဖြစ်သွားမှာဗောနော်အဲ့တော့ဒီမူယူလို့ရတယ်ဗျသုံးသင့်နေဗျနော် တော့ဒီမှာ၄တလုံးပေါ့နော်နှစ်ပင်ကြရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဆက်သွားမယ်အဲ့ဒီမှာတွေ့ပြီဒီမှာတော့ကျွန်တော်ခွန်ခွန်ပရိတ်ခွန်ပရိတ်အဲ့တော့တောက်ကြတောက်ကြမနဲ့ပရိတ်နဲ့ဘရုံညံ့နေပရိတ်တူတယ်ဒီမှာခွန်တလုံးကျွန်တော်ခွန်ငါးငါးခွန်နော်ကြရတာပဲဗျာနော်အဲ့တော့ခွန်တလုံးကြရတယ်နော်မပြတ်ဘူးနော်ခွန်ပရိတ်တော့ဒီဘက်မှာကြခွန်ပရိတ်လည်းကြရပဲနော်ခွန်လုံးမှာခွန်ပရိတ်ပေါ့နော်ဒီမှာကြရနော်အဲ့တော့ဒီဘက်သွားမယ်ဒီဘက်မှာဒီ2020ရဒီမှာရှိတယ်ဒီမှာရှစ်ပရိတ်ရှစ်ပရိတ်ပေါ့နော်ဒီမှာလည်းရှစ်ပရိတ်ရှစ်ပရိတ်သွားတာပဲအဲ့တော့ဒီဘက်မှာကျွန်တော်သွားမယ်ရှစ်လုံးပိုင်းရှစ်ပရိတ်သွားမယ်ဒီမှာတော့ ကျွန်တော်ရှစ်တလုံးလာပါတယ်ပြည့်ရက်သုံးမယ်ပါတော့ရှစ်တလုံးထွက်ပြီးတယ်နော်ပြည့်ရက်များတာတော့မှဒီကဏ္ဍကမှဖြစ်မနေကြပြီးရှစ်တလုံးပါနော်အဲ့တော့ဒါက2020ပေါ့နော်2020ဆိုကျွန်တော်27တော့27 27ရက်ထဲမှာတော့ဒါ27ရက်ထဲမှာတော့ကျွန်တော်ဖြစ်တဲ့နေရာပြလိုက်မယ်နော်ဖြစ်တဲ့နေရာဟိုက်ပါမယ်နော်27ရက်ထဲမှာဖြစ်တယ်ဗျာနော်ဒီမှာအဲ့တော့ဒီမှာခွန်ပရိတ်ဒီမှာခွန်ပရိတ်ကြရတယ်ဗျာနော်အဲ့တော့27ရက်ထဲမှာဘိုလ်ရုံးနေညနေနဲ့တောက်ကြနေညနေခွန်ပရိတ်တူသွားပြီဗျာနော်တူသွားပြီဆိုရင်နောက်တစ်မှာမှာခွန်လုံးပိုင်ပါနော် အဲ့တော့ဒီဘက်မှာတော့ခွန်တလုံးခွန်ပရိတ်ကဒီမှာเนาะခွန်ပရိတ်ကြီးကြတာများเนาะတပင်းနှစ်ပင်သုံးပင်လေးပင်เนาะခွန်တလုံးကြရပါเนาะခွန်တလုံးကဘောတူးမကြိုးပြကြတာများเนาะအဲ့တော့ဒါကတခါနောက်ထပ်ဒီဘက်မှာထပ်ဖြစ်တာဗောเนาะခွန်တလုံးခွန်ပရိတ်ခွန်ပရိတ်ထပ်ဖြစ်တယ်ထပ်ဖြစ်တော့ကျွန်တော်ဒီဘက်ဆက်ကြည့်မယ်ဒီမှာထွက်တာပဲเนาะခွန်ခွန်ပရိတ်ခွန်ပါခွန်လုံးပါခွန်ပရိတ်ဗောเนาะခွန်တလုံးပါခွန်ပရိတ်ဒီမှာခွန်တလုံးပါเนาะခွန်တလုံးပါเนาะထောက်ချောက်ဆင်းတယ်เนาะမပြတ်ဘူးเนาะအနည်းဆုံးအနည်းဆုံးနှလုံးသုံးလုံးဆင်းတယ်တလုံးတလုံးဆင်းတဲ့အပင်ရှားတယ်เนาะ တော့ဒါက2021ပေါ့နော်2021ဒါက2022 2022ကိုတော့ကြည့်အောင်2022က2022ကဖြစ်လာ2022ကကျွန်တော်အော်ဒီဒီပင်ဖြစ်တယ်2022မှာဒီဒီပင်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဗိုလ်ဘုံနေ့ညနေ3ပြိတ်နော်တောက်ကြံနေမနဲ့ပြန်ကြရပေါ့နော်2022မှာဒီဒီပင်ပဲဖြစ်တာပဲကျွန်တော်ကယ်လင်ဒါဆက်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီဒီပင်ပဲဖြစ်တော့じゃ3ပေါ့နော်ဒါ3ပြိတ်ဆိုတော့3တလုံးလုံးမိုင်ပေါ့နော်သွားမှာပေါ့ဒီပင်မှာဒီမှာ3 9ဒီမှာ6 3ဒီမှာ1 3ပေါ့နော် ်အဲ၃ပြိဆန်တာ၃ပြိမစင်ဘူးเนาะ၃လုံးပိုင်းတစ်ပင်နှစ်ပင်၃ပင်၄ပင်ဆင်းပါတယ်ဗောနော်အဲ့တော့၃၄ပင်ဆင်းပါတယ်၃လုံးပိုင်း၄ပင်ဆင်းပါတယ်ဗောနော်အဲ့တော့ဒါက2020နှစ်မှာအဲ့တပင်ပဲဖြစ်တယ်เนาะ2020နှစ်23ဒါ23ဗောနော်23 23ကဘယ်နာဖြစ်ဒီမှာဒီမှာစတူရယ်နော်23ကဒါကျွန်တော်ကကလင်နာစစ်ပြီးသားထပ်စစ်ပြန်ကြားနေမှာဆိုလို့နော်အဲ့တော့ကလင်နာရှိရလူတွေလိုက်စစ်လို့ရရယ်နော် တော့ဒီမှာကျွန်တော်ဘရူးနေညနေမှာတုံညနော်အဲ့တော့တောက်ကြံနေမနက်မှာတုံညမလို့နောက်တစ်ပတ်မှာလုံးပိုင်ဒီမှာနော်တုံညလေးတုံညငါနော်ဘရူးမကြုံနော်တုံညလေးတုံညငါလုံးပိုင်ထွက်ပြီးတော့နော်ပတ်တိရတာပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီဘက်မှာစစ်ကြည့်မယ်ကျွန်တော်အဲ့ဒီမှာကြည့်ကြပါဦးနော်ဒီမှာနှစ်ပရိတ်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 ဆိုတော့ပရိတ်တူသွားပြီအဲ့နှစ်ကလုံးပိုင်းမှာဒီမှာနှစ်1နှစ်3နှစ်ခွန်20เนาะ ှစ်တလုံးနှစ်ပြိနော်ဒီမှာထွက်တယ်နော်ဒီမှာနှစ်ဒီ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 နော်နှစ်ဒီနော်အများကြီးထွက်တယ်နော်ကြားတယ်နော်ကျွန်တော်တို့ဒီမှာဒီမှာရှစ်ပြိရှစ်ပြိတူးသွားပြန်ပြီရှစ်ပြိရှစ်ပြိတူးတယ်ဒီဘက်မှာခွင်ရှစ်သုံးရှစ်နော်ရှစ်ပြိနော်ရှစ်ပြိသွားတာပဲနော်ပြန်ကြကနန်းနေတော့တွေ့ရနော်ကျွန်တော်အဲ့ထက်မှာနော်ပြန်ကြကနန်းနေတော့တွေ့တယ်နောက်ကျမှအများတို့ကျွန်တော်ရဲ့ဒီဘလူဖိုင်ကိုပြန်ကြည့်ပြီးမှပြန်လိုက်စစ်ကြည့်လိုက်ကျွန်တော်ကဒါပတ်သီးကိုဦးစားပြီးပြတာမို့လို့ကျွန်တော်အဲ့ဒါပြပါနော်ပြန်ကြကနန်းနေတော့တွေ့တာအများရနော်အဲ့တော့ဒီမှာဟုတ်ပြီကျွန်တော်ဒီမှာ6ပြိ6ပြိပေါ့နော် အဲ့တော့တူသွားပြီပေါ့နော်ဗိုလ်ဘူးနဲ့တောက်ကြတူသွားပြီနော်နောက်ထပ်6လုံးမှန်6လုံးမှန်ဒီမှာနော်ခွန်6 60နော်ဗိုလ်ဘူးမကျော်ဆင်းနဲ့နော်ဒီမှာ6ရှိရနော်နော်ဒီမှာတော့ဆော့ပဲအဲ့လိုဆိုင်မှုကြသုံးတင်နေပါနော်အဲ့တော့ဒီမှာ5 5ပြိ5ပြိတူသွားပြန်ဒီမှာကျွန်တော်တို့ဒီမှာ5ခွန်ဒီမှာတော့တပင်မဲ့ထွက်တယ်နော်5ခွန်ဗိုလ်ဘူးမကျော်ဘူး5ခွန်တပင်မဲ့ထွက်ပါတယ်5ပြိထွက်လားကျွန်တော်ကြည့်အောင်5ပြိမထွက်ဘူးနော်ဒီမှာ5ခွန်တလုံးထွက်ကို5ပြိထွက်တယ်5တလုံး5ပြိပေါ့နော်ထွက်တယ်နော်ဒီမှာ တော့ကျွန်တော်ငါးပတိအဓိကပါနော်ပတိအဓိကပါပြောချင်တာတော့အဲ့တော့ဒီမှာကျွန်တော်ဒီမှာဒီမှာနောက်ဆုံးပဲတိပရိတိပရိပေါ့နော်တိပရိတိပရိတူးသွားပြီဒီမှာဟုတ်ပြီကျွန်တော်ဒီမှာ13 6 1ဒီမှာ6 1 10နော်1 8 1တိကြာနော်ဘောတော်မှုကြောတော့ရှောက်တလုံးတပင်တပင်တော်မကောက်1တိကြာနော်အဲ့တော့တတလုံးတိပရိဒီမှာတတလုံးနဲ့ပါတယ်တိပရိလည်းပါတယ်ပေါ့နော်ထွက်တယ်နော်ကျွန်တော်ဒီမှာအဲအဲ့လိုသွားပါဦးနော်အဲ့တော့ဒါက2023 2023 2023 2024ကြတော့ဘယ်နှအစဖြစ်တုံးဆိုတော့2024ဆိုခုနကကျွန်တော်ပြခဲ့တဲ့စိုက်ရောက်သွားပြီเนาะဒီမှာကျွန်တော်တို့2024ကခွင်သုံးဝနေ၃ညဘူးရိုက်တယ်ဒီမှာเนาะခွင်သုံးဝနေ၃ညဘူးဒီမှာဘူရိဖြစ်တဲ့တော့ကြောင့်မလို့၃ည၈၃ည၃အဲ့တော့ဒီမှာရောက်သွားပြီပေါ့เนาะဒီဒီကက်ထဲမှာပါသွားပြီပေါ့เนาะဒီခွင်သုံးဝနေ၃ည၃တစ်ဘူး၃ည၃ပေါ့เนาะဒီမှာလည်းခွင်သုံးဝနေ၃ည၃တစ်ဘူး၃ည၃ဆိုဒီရောက်သွားပြီပေါ့ဒီစာရွက်ရောက်သွားပြီပေါ့เนาะအဲ့တော့ဒါဒီစာရွက်ထည့်ရောက်သွားပြီပေါ့เนาะအဲ့တော့အဲ့တော့ဒီမှာခွင်သုံးဝနေ၃ည၃ပေါ့เนาะကျွန်တော်၃ည၃လုံးဝဒီဘက်မှာ ်8:30ပေါ့အဲ့လိုထွက်တယ်ပေါ့နော်ပြောချင်တာကဒါကမူဆိုင်ဖြစ်သွားပြီပဲနောက်ဒါကျွန်တော်တို့ဒီဘိုးတော်ဦးဘိုးတော်ဦးညနေပရိတ်နဲ့တောက်ကြမနဲ့ပရိတ်တူခဲ့လို့ရှိရင်အဲ့ဒီပရိတ်ကနောက်တစ်ပတ်မှာလုံးမိုင်ပတ်သီးဆိုတာနောက်ခင်ဗျားတို့ကျွန်တော်တို့မိတ်ဆွေတို့ပေါ့နော်ဒီကယ်လင်နာတက်တန်းတစ်ချောက်ကျွန်တော်မပြခဲ့လေဒါကို့ဘာသူကိုတွက်လို့ရသွားပြီနော်အဲ့ဒါမူဆိုင်ဖြစ်သွားပြီအဲ့ဒါမှန်နေပြန်နော်အဲ့တော့၅နှစ်လုံးလုံးပြီးတဲ့ဆိုတဲ့အာနဲတာမဟုတ်ပြန်နော်၅နှစ်လုံးလုံးမှမှာဒီတပင်ပဲပြတ်ပါတယ် အပင်ရင်အများကြီးတော့ခုနကကျွန်တော်ဆက်ပြဒီဒီပင်ပဲပြတ်တယ်ဆိုတော့အဲ့လိုမူမျိုးကိုတော့ခြင်သက်ပါလေဗျာနော်အဲ့တော့ငါးနှစ်လုံးလုံးမှဒီဒီပင်ပဲပြတ်တယ်ဆိုတော့အဲ့ဒါမျိုးကိုသုံးသက်ပါလေနော်အဲ့တော့ကြတော့ကျွန်တော်တို့ကပြောချင်တာကဒီအခုရှေ့လာမဲ့ပတ်မှာရှစ်ပရိရှစ်ပရိဒူးထဲတို့ကြောင့်မလို့ရှစ်တလုံးကျွန်တော်တို့ဟောပါဘောနော်ရှစ်တလုံးရှစ်ပရိပေါ့နော်အဲ့တော့ရှစ်တလုံးပတ်တီးရပို့ပြီးတော့အားကောင်းပါလေဗျာနော်ဒါကျွန်တော်ပတ်တီးပြကျွန်တော်ပြရတာပါနော်အဲ့တော့ကြတော့ကျွန်တော်ကအခုဒီဘက်လေးမှာဖြစ်နေတာလေးပေါ့နော်ဒီ2020လေးမှာဖြစ်နေတာလေး24 25ပေါ့ဒီကလင်နာထဲမှာဖြစ်နေတာလေးပြကျင်တာတော့ အဲ့တော့သူကဗရိတ်တူသွားပြီဆိုရင်လည်းသူ့ရဲ့ဒီဘက်အထက်မှာရှိခဲ့တဲ့တုံညာပါတယ်ခဏမို့တုံညာ9တုံညာ5တုံညာ3ဆိုတဲ့ခဏကဒီဘက်မှာပြန်ထွက်တာတွေ့ရတယ်ဒီမှာတုံညာ3တကွက်ပြန်ထွက်တာတွေ့ရတယ်ပေါ့နော်ဒါဒီဘက်နှစ်ထဲမှာဖြစ်တာဟိုဘက်နှစ်ထဲမှာကြီးလည်းဖြစ်တဲ့ဟာဖြစ်တယ်မဖြစ်တဲ့ဟာမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်တို့၄ break ၄ break ကတော့ကျွန်တော်တို့ဒီမှာ၄တလုံးမထွက်ဘူး၄ break ပဲထွက်တယ်ခွန်ဘူးနဲ့9ငါခွန်ဘူးနဲ့9ငါကတော့ဒီထဲမှာ၄တလုံး၄ break ကမပါဘူးနော်ဒီမှာ၄9 40ဒီ40တော့မဟုတ်ဘူးပေါ့နော်ဒီမှာထားရတော့ဒါ ဒါကတော့ကျွန်တော်ဒီဘက်ထက်မှာပြက်ပင်ဆိုတော့ကြာရင်မလေးဘရိတ်ပဲဆင်းသွားတယ်ဒီပုံမှာအဲ့ဒီကမထွက်ဘူးပေါ့နော်အဲ့တော့ဒီဘက်ပင်မှာကျွန်တော်ကြည့်မယ်တက်တလုံးတက်ဘရိတ်တက်ဘရိတ်ဒီမှာတက်ဘရိတ်တက်ဘရိတ်ကိုမှဒီမှာကျွန်တော်ဒီဘက်မှာထွက်ခဲ့တဲ့တက်နှစ်ဒီမှာတက်ရှစ်လို့ထွက်တယ်တက်နှစ်လို့မထွက်ဘူးနော်ဟုတ်ပြီကျွန်တော်ဒီမှာရှစ်ဘရိတ်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 ကိုမှဒီထဲမှာရှစ်တလုံးထွက်ခဲ့တဲ့ကဏ္ဍက၈တက်ထွက်ထားရှိရနော်ရှစ်တလုံးဆိုအဲ့ရှစ်တက်ကဒီဘက်ထက်မှာထွက်ပြီးရနော်ရှစ်တက်ရှစ်ရှစ်ဆိုလိုက်ထွက်ပြီးရပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်ဒီမှာတက်ခွန်း 26ရှစ်ပရိရှစ်ပရိပေါ့နော်ဒီထက်မှပါတယ်ရှစ်တရခွန်ရှစ်နဲ့ရှစ်လေးနဲ့ပေါ့နော်ဒီထက်ရှစ်ပါတယ်ကနံကိုပြန်ကြဦးစားပေးထွက်လာကျွန်တော်လိုက်ကြည့်တာပေါ့နော်အဲ့တော့ဒီမှာ6ခွန်နဲ့7လေးကြတယ်ပေါ့နော်ဒီဘက်ထက်မှတော့ကြတာကြီးများရယ်ပေါ့နော်အဲ့တော့ဒီမှာအပေါ်မှာဒီရှစ်ပရိရှစ်ပရိဖြစ်ခဲ့တဲ့အပေါ်တွေက6ခွန်နဲ့7လေးအောက်မှာပြန်ကြပြီးရတွေ့ရပေါ့နော်ဒီမှာကျွန်တော်တို့ဘူပရိဘူပရိပေါ့နော်အဲ့တော့တော့9ပါညာလေးတုံညာခွန်ပေါ့နော်ပြန်ကြည့်တဲ့အခါမှာတုံညာလေးတုံညာခွန်ကဒီဘက်ထက်မှာကျွန်တော်တုံညာလေးဆိုတဲ့ကနေပြန်ကြထားတယ်ပေါ့နော်လက်တော်လုံးလေးမှာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့က၈ပရိတ် ရှစ်ပရိဖြစ်သွားပြီပေါ့နော်အဲ့တော့ရှစ်ပရိရှစ်ပရိဖြစ်သွားပြီဆိုတော့ဒီထက်မှာပါတဲ့ရှစ်ကဏ္ဍကရှင်ငါးနဲ့နှစ်ရှစ်ပဲပါမယ်ပေါ့နော်အဲ့တော့ရှင်ငါးနဲ့နှစ်ရှစ်ပဲနှစ်ရှစ်ပဲပါတယ်ဆိုကြတော့အဲ့ဒီကဏ္ဍကကျွန်တော်တို့ဒီတစ်ပတ်ထဲမှာရှစ်ပတ်ဒီဟိုမှာကျွန်တော်တို့ရှင်ငါးနဲ့ရှစ်နှစ်နဲ့ပြန်တင်ထိုးရမယ်ကဏ္ဍပေါ့နော်ကျွန်တော်ကတော့အဲ့လိုမြင်တယ်ပေါ့ဗျာနော်အဲ့တော့မိတ်ဆွေတို့ကလည်းကျွန်တော်တို့ရှစ်ပတ်ဒီဟိုမှာကိုကြံတဲ့တခါဟိုပါပေါ့နော်ကိုရဲ့ဗတိဒီဒီထွက်မဲ့ဗတိကြီးရဲ့ဆိုအဲ့ရှစ်နဲ့ကတ်ထိုး အဲ့လိုမျိုးလို့ပေါ့နော်အဲ့လိုတင်ထုတ်လို့ရတင်ခွဲရအောင်ကျွန်တော်ပြောပြပါဦးနော်အဲ့တော့ပတိယ၈ပါအဲ့တော့၈ကိုမှကျွန်တော်တို့၈၅နဲ့၈နှစ်နဲ့ဟိုဒီတစ်ပတ်ထဲမှာဦးစားပေးနေနေကြိုက်ပါတယ်အဲ့တော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်ပြခဲ့တဲ့တင်ခါကတော့ပြီးခဲ့တဲ့ဘက်ကထွက်မသွားဘူးပရိတ်ကလည်းနှစ်ခွန်ပရိတ်ကထွက်မသွားဘူးပေါ့နော်ကျွန်တော်ပတိနဲ့လေးလုံးခွေနေပဲပါတယ်ပေါ့နော်အဲ့တော့တပတ်စာအတွက်တပတ်စာအတွက်ပုံမှန်တင်နေကြဆိုင်ကကျွန်တော်မနေ့ပြန် မဖက်တနင်းကုန်နေဆိုတော့တနင်းလာနေကြမှာပဲကျွန်တော်တင်ပေးပါမယ်เนาะကျွန်တော်ရေပုံမှန်ပတ်သီးနဲ့ပုံမှန်အခွေနဲ့ဒါဟာကျွန်တော်ကလင်နာတွေ့တဲ့မူဆိုင်ပတ်သီးเนาะဒါကျွန်တော်ရေပုံမှန်ပတ်သီးမဟုတ်သေးဘူးအဲ့တော့မူဆိုင်ပတ်သီးက၈ပါပါเนาะအဲ့တော့ပတ်သီး၈ပါပါเนาะကျွန်တော်အဲ့တော့ဒါပတ်သီး၈ပါဗျာပတ်သီး၈အဲ့တော့ဒါရှေ့လာမယ့်ဘက်တွေ ဒါပတ်တီရှင်းနဲ့ရှက်ဘရိတ်ရန်ပေါ့နော်ရှက်ဘရိတ်ကတော့ရန်မှာပဲနော်ရှက်ဘရိတ်ကတော့နည်းနည်းရန်မှာအဲ့ထဲမှာကျွန်တော်တို့ရှက်၅နဲ့ရှက်နဲ့နဲ့ဟာအဲကျွန်တော်တို့ဒါနည်းနည်းတင်းထိုးတင်းနဲ့ဆိုတော့ဟိုပါပေါ့ယူဆလို့ရတဲ့ကဏ္ဍပေါ့ပဲနော်အဲ့ကနှစ်ခွက်ကတင်းထိုးတင်းနဲ့နော်ရှက်နဲ့နဲ့ရှက်၅နဲ့ဒါလေးမှတ်ထားလိုက်ပါနော်အဲ့တော့ကျွန်တော်ဒီနေ့ကတော့ဒီပတ်တီလေးပြချင်လို့ကျွန်တော်ကဒါလေးဒီဖိုင်လေးရိုက်လိုက်တာပေါ့နော်တခါကျွန်တော်ကဒီတနင်္လာနေ့တခါဖိုင်တနင်္လာနေ့အတွက်တနင်္လာနေ့ပိတ်ရပါတယ်ပေါ့နော်အဲ့တော့အင်္ဂါနေ့အတွက် ဖန်ဆိုင်တင်တဲ့ခါကျရင်ကျွန်တော်ဒီဟာမိတ်တယ်မှာဆိုလို့ကြာကျွန်တော်အဲတင်ကျိုးတင်ပြလိုက်တာပေါ့နော်အဲ့တော့ကျတော့မိတ်ဆွေတို့အနေနဲ့သုံးသက်လို့လည်းရတယ်ဝေဖန်လို့လည်းရတယ်လိုက်ပြီးတော့ကျွန်တော်ပြောတဲ့ site လေးကိုမူ site ဖြစ်မှာပေါ့ဒါမူ site ဖြစ်မှာနောက်အများရက်မှတ်ထားမယ် site လေးပေါ့နော်အဲ့တော့ဒီမူ site ကိုလေဒါမိတ်ဆွေတို့နောက်အဲ့အဲ့လိုပုံစံမျိုးပေါ့ဘရူးညံ့နေပရိတ်နဲ့တောက်ကြမနဲ့ပရိတ်နဲ့တူတိုင်းအဲ့ဒီပရိတ်ကနောက်တစ်ပတ်မှာလုံးမိုင်ပတ်သည်ဇာတို့ပတ်သည်ဆိုတာယူလို့ရပါပြီပေါ့နော်အဲ့တော့ငါးနှစ်အတွင်းမှာဖြစ်ခဲ့တဲ့အဲဖြစ်စဉ်ဆိုတော့ကြတော့ဒါက တမင်မဲ့ပြက်တာဆိုတော့ဒါကျွန်တော်တို့ပယ်လို့မရဘူးဗျာနော်အဲ့လိုအဲ့လိုအဲ့လိုမူတွေကမှန်ပါတယ်ကျွန်တော်ဟိုတိနေ့ကလည်းပြောခဲ့ပါတယ်မူဆိုင်တွေကမှန်ပါတယ်ကျွန်တော်တို့ကယ်လန်ဒါဆိုင်တွေကအဲတဲ့တဲ့ခါတကွာကောင်းတဲ့တဲ့တူတယ်ပြက်တဲ့ခါလည်းပြက်တယ်ဗောနော်မူဆိုင်တွေကတော့ရှောင်လွှဲလို့မရဘူးမှန်တယ်မူဆိုင်တွေကအများကြီးမှန်တယ်ကျွန်တော်တို့မူဆိုင်တွေကိုမလေ့လာနိုင်လို့သာကျွန်တော်တို့ကမူဆိုင်ကိုဟိုပါဗောမကြည့်ပြက်တာဗောပြောအဲ့လိုမသွားပြက်တာဗောအဲ့လိုမူဆိုင်တွေကခုနကပြောလို့ဗောနော်ဒီကောမန်မှာရေးတဲ့ညီလေးကအကြံဉာဏ်ပေးလို့ဗောနော်အဲ့လိုမူဆိုင်နဲ့တွဲပြဆိုလို့ကျွန်တော်ကမူဆိုင်နဲ့ကယ်လန်ဒါနဲ့တွဲပြမှာဗောနော်အဲ့တော့ကြတော့ကျွန်တော်တို့က ကဲချုပ်အောင်လီကုန်းချုပ်အောင်เนาะကျွန်တော်ဒီရှစ်ပတ်ဒီကိုကျွန်တော်ကဒီရှေ့လာမဲ့ဘက်ထဲမှာကျွန်တော်ကကလင်နာ site တွေပြအောင်ပါဗောနော်အဲ့တော့ပြတဲ့အချိန်ကျမှကျွန်တော်ပြတဲ့အချိန်မှဒီရှစ်ပတ်ဒီနဲ့ညီးတဲ့ကဏ္ဍတွေထွက်လာအောင်ပါဗောနော်အဲ့တော့ရှစ်ပါတဲ့ကဏ္ဍတွေရှစ်ပါတဲ့အကွက်တွေထွက်လာတော့မှအဲ့ကဏ္ဍကိုကျွန်တော်တို့တင်ထိုးပေါ့ဗောနော်အဲ့လိုလုပ်လို့ရတာဗောနော်အဲ့တော့ဒါကမူဆိုင်ရပြတဲ့ရှစ်ပတ်ဒီပါအဲ့တော့ရှေ့လာမဲ့အဘက်ထဲမှာကျွန်တော်ဒီအခုဒီရှေ့လာမဲ့ဘက်ထဲမှာကျွန်တော်ကလင်နာ site ပြတဲ့အချိန်မှဒီရှစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေကလင်နာ site တွေထွက်လာအောင်ပါဗောနော်အဲ့တော့ကြာမှကျွန်တော်တို့ပေါ်ွက် တင်ကြတာပေါ့နော်အဲ့တော့ရှေ့ဘက်ထက်ရလဲဘာပြောပြောကျွန်တော်ဒီဘူဒူဖိုင်ကိုကြည့်ရှုနေတဲ့ပြဿနာတွေကအဲပြောရမယ်ဆိုရင်ပောက်တာနဲတယ်ဗျာနဲတယ်ဆိုတာကျွန်တော်တို့အပိတ်နေမှလည်းကျွန်တော်ဘူဘရိတ်ရတာပေါ့နော်ဘူဘရိတ်ရတာကိုကျွန်တော်ဘူဘရိတ်တစ်ခုလေးကိုရရတင်းတင်းမပေးရဘူးဗျာနော်ကျွန်တော်အပူရဘူဘရိတ်ကကျွန်တော်အဲခုနပြောလို့ပေါ့နော်6ဘရိတ်ကိုကျွန်တော်၃ခုပြောလိုက်တာပေါ့နော်အဲ့တော့ဘူဘရိတ်ရတာကိုရရတင်းတင်းမပြောရသေးဘူးလား site တွေကလည်းသိရတိုင်းပဲเนาะ site တွေကလည်းကိုပြောလိုက်ရင် site တွေကလည်း site တွေကလည်းသိရတိုင်းပဲเนาะကျွန်တော်ဒီမှာ ဒါဆိုရင်ဒါမုံပုံနိုင်မှုသွားမှာเนาะဒါကျွန်တော်နည်းနည်းလေးပြရပါတော့ကျွန်တော်ကအဲ့နေရာဘူပရိတ်ကိုတားကြိုက်တယ်ဗျာเนาะအဲ့တော့ဒါကနည်းနည်းလေးကျွန်တော်အယူဆကိုပြောပြတာပါဒီမှာလေးကဏ္ဍကဏ္ဍကြားတယ်ဒီမှာဒီ6ပရိတ်ကဒီမှာ6ပရိတ်ရိုက်တယ်တောက်ကြနေကဏ္ဍကြီးอ่ะဒီမှာကဏ္ဍကဏ္ဍကြားတယ်ကျွန်တော်ဒီမှာ6ပရိတ်ကတောက်ကြနေရိုက်တယ်6ပရိတ်ကနောက်တစ်ပတ်မှာ6ပရိတ်ရိုက်တယ်အဲ့တော့ဒီမှာကဏ္ဍကဏ္ဍကြားတယ်ဒီမှာရှိတဲ့ဘူပရိတ်ကဒီမှာ ရိုက်နိုင်ပါတယ်ပေါ့နော်ကျွန်တော်ကအဲ့လိုခံမှန်းတာပေါ့နော်ဒီဘက်မှာလည်းတုံ냐ဘရိတ်ရှိနေတဲ့ကြောင့်မလို့ဘူဘရိတ်ကရိုက်နိုင်ပါတယ်ဒါမှမဟုတ်ဒီဘက်မှာအပူပြရတဲ့ကြောင့်မလို့လှည့်မှာကြောင့်လို့ကျွန်တော်အပူလေးဖြစ်နေပါတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကခွာပြောတာပေါ့နော်အဲ့တော့ဒီကောင်ကသူကဒီနှစ်ဆိုင်ကသွားတူနေတာကျွန်တော်ဒီလိုဖြစ်သွားပြီဆိုရင်တဲ့ဒီဘက်မှာဘရိတ်ပေါ့နော်ဘရိတ်တူပေါ့နော်ငါ6ဘရိတ်6ဘရိတ်ဒီမှာတောက်ကြနေမှာ6ဘရိတ်ကြတယ်အဲ့6ဘရိတ်၃လုံးကဒီမှာဘရိတ်ကိုခွန်6ပြည့်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပင်ကြတော့အဲ့လိုတွက်လို့မရဘူးဒီပင်ကြတော့အဲ့လိုမတွေ့ဘူးပေါ့နော်ဒီမှာဗရိတ်ထက်တာမတွေ့ဘူးပေါ့နော် 6ပြိတ်ကိုထွက်တာထက်တာမတွေ့ဘူးမတွေ့ဘဲနဲ့ကျွန်တော်ကဒီပင်မှာကြတော့ဒီမှာပေါ့၄၅၄၅ကြပြီဒီမှာဘူပရိတ်ကြတယ်ဒီမှာဘူပရိတ်တပင်ကြတယ်ပြောရမလို့ဘူပရိတ်၃ပင်ကြတယ်တို့ကြောင့်ဒီမှာဘူပရိတ်လာဖို့ကရာခိုင်တော့တော်တော်များတယ်ဗျာနော်အဲကြောင့်မလို့ကျွန်တော်ဘူပရိတ်တစ်ခုတည်းမပေးဘဲနဲ့ဘူပရိတ်ကိုတော်တော်ကောင်းတယ်ဆိုပြီးတော့ပဲကျွန်တော်ပြောခဲ့တာဗောနော်ခဏကြာရင်ကျွန်တော်ထုတ်လိုက်တာတက်ကိုးနဲ့ငါးငါးပဲထုတ်လိုက်တာကျွန်တော်ကတော့ဘူပရိတ်ဘူပရိတ်ဆွဲခိုင်းတာဗောနော်အဲ့တော့တက်ကိုးနဲ့ငါးငါးမင်းပေါ့ဗျာဒီမှာတက်ရှက်ဗောနော်တကယ်တကယ်ဆိုရင်ကျွန်တော်တို့က အဲ့လို site တွေကဆက်ဆက်ပြီးတော့ထိုးရမှာဒါကျွန်တော်တို့ညံ300တောင်ပြောပြတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်35ဒီမှာ181 18ထွက်တယ်ဒီမှာ35 18ထွက်တယ်ကျွန်တော်ဒီမှာ35ဒီမှာ18ထွက်တယ်အဲ့လိုကဏ္ဍတွေက18ထွက်ရင်ထွက်မထွက်ရင်သူကဝန်ကြီးပေးတာများတယ်အဲ့တော့ကျွန်တော်က18ဝန်ကြီးနဲ့ဂိုင်းထိုးရမှာပေါ့နော်ဒီမှာ18လည်းထိုးရမယ်18ကအစားကျွန်တော်တို့ဒီမှာ19နဲ့18နဲ့လည်းဘူပရိပြရတဲ့အကြောင်းကိုထိုးရမှာအဲ့လိုမျိုးညံကွန့်တောင်းရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ညံကွန့်တောင်းတာနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဘူပရိရပြီးတော့18ဆိုတဲ့ကဏ္ဍကတင်ွက်ထဲမှာပါမလာဘူးပေါ့နော် ဒါကကျွန်တော်ကကြုံကြိုက်လို့ဒါပြောရမှာဆိုရင်ဒါအားလဲအားနေလို့ပေါ့နော်ဒီရက်တွေအားနေတော့ကြတော့ကျွန်တော်တို့ကမထွက်သေးတော့ကြတော့ဒါအပိုးဆာလာလေးတွေနည်းနည်းပြော့ပြတော့ဗျာစဉ်းစားကြအောင်လို့ပေါ့နော်အဲ့ဒီကဆိုရင်ကျွန်တော်တို့ကတင့်နေတာအဲ့လိုပျောက်တဲ့ကဏ္ဍပတ်ဒီကအဲပျောက်တဲ့ကဏ္ဍကကျွန်တော်တို့တောက်ကြနေလို့ဟာမျိုးမှာရောက်သွားပြီဆိုရင်ထွက်ဖို့ရခိုင်နှုန်းက50 50ပဲကျွန်တော်တို့အယူဆအရဆိုရင်50ရခိုင်နှုန်းပဲသူကဘာဖြစ်လို့ဆိုကဏ္ဍကိုဖြောက်လဲဖြောက်ပြနေတယ်ချလဲချနိုင်တယ်ပြောရမှာဆိုရင်ဒီကြောင့်အဲ့တစ်တစ်လို့ဟာမျိုးကတေချာပေါက်လာဖို့ကအားနေတဲ့ကဏ္ဍပေါ့ ပြောရမဆိုရင်90ရာခိုင်နှုန်းအားနေတယ်90ရာခိုင်နှုန်းလာနေတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကပြောရမဆိုရင်ခံမှန်းရတာပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်တချို့လူဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဆို9ဘူးဆိုရင်ဒါဆိုရင်ကျွန်တော်9ဘူးတာပြီးခဲ့တာပေါ့နော်9ဘူးဆိုရင်ကျွန်တော်ကတော့9ကြိုက်လို့ပြီးတာပေါ့နော်တကယ်ညာတော့9ဘူးလို့ဟာမျိုးဆိုတော့တော်တော်အဲ့လိုမျိုးတွေရှိတာပေါ့ဗျာနော်ဒါကတော့သူလှည့်ခွက်တွေလည်းရှိတာပေါ့အဲ့တော့ကျွန်တော်ဒါလေးနေကိုချက်ရမယ်ဆိုရင်ကျွန်တော်တို့ဒီရှေ့လာမဲ့ပတ်ထက်မှာဒါမူဆိုင်နေနဲ့ပြခဲ့တဲ့ဘရုံးနေညနေပြိတ်တောက်ကြနေမှာအဲ့ပြိတ်ပြန်ကြခဲ့အဲ့ပြိတ်က ကျွန်တော်တို့ရှစ်ပရိတ်ဆိုတော့အတွက်ရှစ်ပရိတ်ဖြစ်တဲ့လို့ကြောင်းမလို့ရှစ်လုံးပိုင်းပတ်သည်ရှစ်ပရိတ်ပါเนาะအဲ့တော့ကျွန်တော်ကြိုက်တာတော့ရှစ်ငါးနဲ့ရှစ်နဲ့ဒါတင်ကွာပါเนาะအဲ့တော့ဒါလေးနဲ့ညီကုန်းချောင်းပါဗျာเนาะအလုံးကျွန်တော်ရေဘူဖိုင်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများစိတ်ချမ်းသာညကိုကြီးကျမ်းမာညပြည်စုံပြီးလောကဆန္ဒတလုံးတဝိုင်းနဲ့ပြည်စုံကြပါစေဗျာကျွန်တော်ဒီတစ်ပတ်မှာလည်းကျွန်တော်တတ်နိုင်ဆုံးစူးစမ်းပြီးတော့ကျွန်တော်တို့ဒီပောက်ကွက်တွေရအောင်ကျွန်တော်စူးစမ်းပြီးရှာပေးပါမယ်ဗျာเนาะကဲအလုံးမဲ့ခွန်လိုက်ပါဗျာเนาะဒါပါပဲဗျာကျွန်တော်